မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဧကနိဘတ်ထဲကနဘတ်တရားလေးမိတ္တဝေနကဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါလိမ့်ရှင်ဒီဇတ်တော်ကတော့နတ်စည်းစိမ်ကိုမြောင်ရဲ့မတင်းတိမ်နိုင်တဲ့ဖြစ်တင်နှုံးဆက်ငရဲတို့ကြာရရတော့မိတ္တဝန္ဒကအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်။ နတ်လူတို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်စေတဝန်ကျောင်း၌တည်င်းသုံးတော်မူစဉ်အစုံမခတ်သောယန်းတပါရှိလေ၏ထိုစုံမခတ်သောယန်းတပါကိုကြောင်းပြု၍ဤအတိတ်ဆက်ကြောင်းကို ဆောင်းတော်မူသည်ကတ္တပဗျာရှင်ပြေတော်မူခြင်းကဗာရဏတိပြည်တွင်ဂရေ80ကျွယ်ဝသောသောတာပန်တထေကြီးတူရှိသည် မိတ္တဝိနကဆိုသောတုတာကတီလာမရှိတရားတရားခေါင်းပါသူဖြစ်သည် သူဘခင်ကွယ်လွန်သွားခြင်း၌အမိခင်သည်တာဖြစ်သူကိုဒါနမှုတီလာမှုတို့၌အာထုတ်ရန်ဖြောင်းပြ၏တို့တော်တာဖြစ်သူကစိတ်ဝင်စားပြီဥပုလာပြည်နေတဲ့နေ့တွင် မိခင်ကအသားအာဥပုဆောင်၍တရားနာပြီးမှ ပြန်လာခဲ့မည်ဆိုရင် ငွေတထောင်ပေးမည်ဟုပြောသည်မိတ္တဝိနကသည် ကြောင်းတို့မတော်ဘဲနေပြီးညအခါတနေရ၌လှဲ့အိပ်၍နနဲ့လင်းမအိမ်တို့ပြန်လာသည်မိခင်က ဥပုံဆောက်ပြီးပြန်လာသည်ထင်၍ငွေတထောင်ပေးလိုက်၏သူဒီရင်းငွေတထောင်ဖြင့်ယင်းဤကုံတွယ်လေးရာမကြမီငွေတသိန်းနှစ်တောင်ဖြစ်လာသည်ဤတွင် မေတ္တာဝနကသည်လေကြီးတစင်းဝယ်ယူပြီးကုံရောင်းကုံဝဲထွက်ရန်မိခင်အားပြောပြသည် မိခင်ကသဘောမတူပေ မိခင်ကတားလက်ကိုဆွဲကန်၍တားမြစ်သည်တွင် မိခင်ကိုရိုက်ပုတ်ပစ်ခဲ့ပြီး လေတိတ်ကြီးပေါ်တက်၍သမုဒ္ဒရာခရီးသို့ထွက်လာခဲ့သည် တို့ရာတွင်ကိုနေရမြောက်တော်နေ၌သူ၏လှေသည်၍လျာခြင်းမရှိသည်ဖြင့်ထုံးစံအတိုင်းမဲချ၍သူရုံမာကိုရွေးထုတ်ကြရာမိတ္တဝန္ဒကသည်သုံးချိန်တိုင်းဆက်၍မဲပေါက်လေ၏ထို့ကြောင့်သူအားဖောင်တစ်ခုပေး၍သမုဒ္ဒရာရေပြင်ပေါ်သို့ပြစ်ချလိုက်ကြသည် မိသားဝင်ကသည် ကျွန်းတကျွန်းတို့ရောက်လာပြီးကျွန်းပေါ်၌ဖံမိမ့်မှန်ဖြစ်နေကြတော့ဝိမာနိကဘိဒါမလေးဦးနှင့်တွေ့ဆုံရသည် သူမတို့ကချမ်းသာနေစင်းရဲကို ရတတ်တပည့်စီဆံ၍ခံကြသူများဖြစ်သည် သူသည် ထိုဘိဒါမလေးဦးနှင့်တပတ်တိုင်းပြော၏ဘိဒါမများသည်စင်းရဲခံလှဲ့ရောက်သည်ရတတ်တပည့်အရောက်တွင် မိတ္တဝန္ဒကအားဤဘိမှန်မှာပင်စောင့်နေပါယံပြောဆိုမှထားခဲ့ပြီးထွက်ခွာသွားကြလေ၏တို့ရာတွင်မိတ္တဝန္ဒကသည်တဏယမတ်ကြောင့်ရောက်ရဲနိုင်ခြင်းမရှိသည့်ဖြစ် ဖောင်စည်း၍ထွက်ခွာလေရာနောက်ကျွန်းတို့ကျွန်းတို့အရောက်တွင်ငွေဘိမှန်ရှင် ဝေမာနိကပိတ္တာမရှိအောင်တို့နှင့်၎င်းအခြားကျွန်းတို့ကျွန်းတွင်ပရမညာဘိမှန်ရှင်ဝေမာနိကပိတ္တာ16ရောက်နှင့်၎င်း နောက်ဆုံးတွေ့ဆုံရတော့ကျွန်း၌ရွှေဘိမှန်ရှင်ဝေမာနိကပိတ္တာမ32ရောက်တို့နှင့်၎င်း အစဉ်အတိုင်းတွေ့ရ၏ကျွန်းတိုင်းတွင်တပတ်စီပျော်ဆန်ခဲ့သည်ရွှေဘိမှန်မဲများဆင်းရဲခံလက်ရောက်၍ထောက်ကွာသွားကြသောအခါ မိသားဝင်ကလည်းဒုဗိမာန်မစင်းလျက် ဖောင်စည်းကရှေ့သို့ဆက်လာခဲ့သည်တနေရာရောက်တွင်တတိုင်းပြင်းဝန်းရံထားသောတကားလေးပေါက်ရှိသည့်မြို့တစ်မြို့ကို တွေ့ရသည်ရင်းမြို့ကဩဒဒဆိုသောငရေဖြစ်၏မိသားဝင်ကသည် အမြင်တွင်ဒုမျိုးကိုလှပစွာဒဇာစင်သားသည်ဟုမြင်၏တို့ဖြင့် ဒီမြို့၌ငါမင်းပြုမည်ဟုသောရည်ရွယ်ချက်ဖြင့်မြို့တွင်သို့ဝင်လာခဲ့သည် မြို့ထဲ၌တင်တုံးဆက်ကိုခေါင်းတွင်ရွက်၍ငရဲခန့်နေကြရသောငရဲသူများကိုမြင်တွေ့လိုက်ရသည်တို့ရာတွင်သူသည်တင်တုံးဆက်ဟုမမြင်ဗရုံးမာကြာလှလှဟုသာမြင်၏ယင်မှအနာဖွဲ့များကိုလည်းယင်လွမ်းတစားဟုသာမှတ်ယူ၏ဥကောင်းမှယူစည်းကြနေသောတွေများကိုလည်းစန္ဒကူနန္တာများဟုထင် င်သည်ငိုကြွေးတံများကိုမူတေးတံများအဖြစ်နားတွင်ကြားနေရ၏ထိုကြောင့်သူသည်မြေသားများထံသွား၍ခေါင်းပေါ်မှဗရုံမာကြာဘန်းကိုမိမိအား ေးရန်တောင်းယူသည် ထိုဝတ္ထုမိမိကောင်းပေါ်ရောက်သည့်အခါမှမိတ္တဝင်ကသည်ဘရုံးမကြာမဟုတ်ကြောင်းတင်တုံးဆက်ဖြစ်ကြောင်းသိရသည်သူသည်ဝေဒနာကိုပြင်းစွာခံစားရင်တီးစွာငိုလေတော့သည်ထိုအချိန်၌ရုပ်ကစိုး၌ဖြစ်သောဘုရားလောင်းသည်ဩဒဒငရဲတို့ခရီးလှဲ့လေရာမိတ္တဝင်ကနှင့်ဆုံတွေ့သည်ထိုအခါမိတ္တဝင်ကသည်မိမိသည်အဘယ်မကောင်းမှုကြောင့်ဤငရဲတို့ရောက်ခဲ့ရ ပါသည်နီဟုမေးစမ်းသည်ဤတွင်ယောဂဆိုးနတ်က အမိကိုရိုက်ပုတ်ခဲ့တော်အာကုတုကံကြောင့်ဖြစ်ကြောင်းအပြေပေးသည်တပန်ငရဲမှမိမိလွန်မြောက်ရမည်ကာလအပိုင်းခြားကို ဆက်၍မေးပြန်ရာအာကုတုကံမကုန်သေးသမျှလွန်မြောက်နိုင်မည်မဟုတ်ကြောင်းပြန်ကြားပြီးနောက်ယောဂဆိုးနတ်သည်မိမိနေရာသို့ပြန်လာခဲ့သည် ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပစ္စုပန်နှစ်တန်သောဝတ္ထုတို့ကိုအနုတန်သည်ဆက်ဆက်တော်မူလျက်ယခုအခါအစုံအမခတ်တော်ယဟန်သည်မိတ္တဝိနကယုတ်ကစုံနှင့်သည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပောင်းတော်မူသည်မိတ္တဝိနကဇက်တော်ဤတွင်ပြီးမိတ္တဝိနကဇက်တော်၃ဆက်ရှိသည်ဧကကနိဘတ်ထဲကနံပါတ်၈၂မိတ္တဝိနက အခုနဘက်တရားလေးမိတ္တဝင်ကဇက်နဲ့ပင်စကနိဘက်ထဲမှာလေနံပါတ်369မိတ္တဝင်ကဇက်ဆိုပြီးတော့ဇက်30ပြစ္ဆုတ်ပံဝတ္ထုအတိတ်ဝတ္ထုတို့အတူတူပဲဖြစ်ပါတယ်ရှင်အခုလိုဖျက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။